။ Emery နေရာမှာ Glasner ကိုအစားထိုးဖို့ကြံစီနေတဲ့ Man U ။ Ivan Konsko နဲ့5-3လုံးမေးဆော့မယ်ဆိုရင်မြန်မာနိုင်ငံယုံကြည်စိတ်ချဆုံးရွှေထွန်းစီနီယာအေဂျင့်ရဲ့ Fiber Telegram နံပါတ်399 88 9411ကိုခုပဲဆက်သွယ်လိုက်ပါ။မင်္ဂလာတော့တရားသူကိုနှီးပြတောက်ပြောင်းဖို့စဉ်းစားနေကြတာထင်မှတ်ရလောက်အမရင်းကိုနှီးပြတောင်းဝင်ပေးထားတဲ့တတ်တန်းကတစ်နှစ်တောင်မပြေသေးတဲ့အချိန်မှာပဲနှီးပြသေးရာထူးတို့အသင်းနဲ့တင့်တော်မယ်နှီးပြတောက်ရှာဖွေနေကြတဲ့ဆွေသတင်းတွေကထွက်ပေါ်နေခဲ့ပါ အမ်မိုနီယာမန်ယူတင်းတွေတင်းတော်မဲ့နီးပြားတောက်ဆိုပြီးတော့အဲရီတန်နေရာမှာအစားထိုးခဲ့ကြတာပါအဲရီတန်ထွက်သွားတနေ့မပြည့်သေးလို့အမ်မိုနီလည်းမန်ယူတင်းကိုတောင်းယူတာတနေ့မပြည့်သေးချိန်မှာပဲအမ်မိုနီယာနီးပြားထိုင်ကုန်အောင်လုပ်နေခဲ့တာဖြစ်ပါတယ်ဇင်းတွေကတော့မျိုးဆောင်ကြားနေခဲ့တာဖြစ်ပြီးမန်ယူဟာသူတို့နီးပြားယာရုအတွက်ဂလက်စတာဖာဘရီကတ်စ်နဲ့ဆောက်ကေးတို့လိုနီးပြားတွေယာထားဆင်းထဲမှာထည့်သွင်းထားခဲ့တယ်ဆိုပြီးတော့တင်းတွေကပေါ်ပြသွားခဲ့ကြပါတယ်တချို့သောနေ့မှာလည်းမန်ယူတင်းကအမ်မိုနီနေနဲ့လက်ရှိဘောလုံးရာသီမှာဘလို့ရလမျိုးထွက်ပေါ်နေပါစေ အတင်းကနေထုတ်ပယ်သွားမှာမဟုတ်ဘဲနဲ့ရာသီကုန်ကြီးဆက်ပြီးတော့ထားသွားဦးမယ်လို့တဲ့သတင်းတွေကဖော်ပြသွားခဲ့ပြန်ပါသေးတယ်။ခြေနေတွေကတော့စောင့်ကြည့်သွားအောင်မှာဖြစ်ပြီးတော့ရာလက်တွေဇက်တိုက်ဆိုးဝါးနေမယ်ဆိုရင်တော့အမ်မိုရီယာနာကရာသီကုန်ကြီးရောက်သွားပွဲမရှိပါဘူး။အမ်မိုရီယာနေရာမှာအဓိကရေပန်းစားနေခဲ့တဲ့နီးပြခရစ်စတယ်ပဲလစ်နီးပြအိုလီဗာကလတ်စနာဖြစ်ပါတယ်။ဩစတြေးလျသားနီးပြအဂျာမန်ကလပ်ဖရန့်ဖန်နဲ့တူအောင်မြင်မှုတွေစုကူးထားခဲ့ပြီးယူရိုပါလိဖလားကိုရယူထားခဲ့တယ်လို့ခရစ်စတယ်ပဲလစ်မှာလည်းအောင်မြင်မှုစုဖလားတွေစုကူးသိမ်းပိုက်ထားတာကိုမြေတွေ့နေခဲ့တာဖြစ်ပါတယ်။ကလတ်စနာအဓိကကစားကွက်ကလည်းမန်နီးပြအမ်မိုရီနဲ့ကစားကွက်ချင်း ပုံစံတူနေခဲ့တာဖြစ်ပါတယ်။အမေရိကန်ကလည်း3လေးနှစ်တည်းကစားကွက်ကိုခင်းကျင်းတယ်လို့ကလစနာကလည်း3လေးနှစ်တည်းကစားကွက်ကိုပဲအသုံးပြုနေခဲ့တာပါ။ဒါမဲ့အမေရိကန်ဘိုင်ကတော့ရလဒ်တွေစိုးရနေခဲ့ပြီးနိုင်ပွဲရထားတော့မှတစ်ဖက်သင်းကစောစီစီတယောက်ထုတ်ခံတာအတွက်ကြောင့်ဖြစ်တယ်လို့ဘေဘီကန်ဒီမှာပန်နရီကန်ဝင်ရရှိထားဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဒီအရီပရီးမီးယားလိဂ်6ပွဲမှာ3ပွဲဆုံး2ပွဲနိုင်တဲ့တပွဲတည်းရလထွက်ရှိထားတဲ့မန်ယူမပေးစရာအဆင့်14နေရာမှာရောက်နေခဲ့မဲ့ Glasgow Crystal Palace အသင်းကတော့ပရီးမီးယားလိဂ်6ပွဲမှာ3ပွဲနိုင်3ပွဲတည်းရလကိုပိုင်ဆိုင်ထားခဲ့တာလည်းဖြစ်ပါတယ် ဒါရီမလာဆိုတော့ဒီရာသီပြိုင်ပွဲစုံ10ပွဲမှာလဲ10ပွဲစလုံးကိုဆုံးဝဲမရှိသားသူပြီးခဲ့ညကစားခဲ့တဲ့ conference ပွဲတွေမှာဆိုရင် Dynamo Gate ဒင်းကို2-6ပြနဲ့ဝေးခွင့်မှာအနိုင်ရပြီးတဲ့နောက်ပြိုင်ပွဲစုံ16ပွဲတိုင်းဆုံးဝဲမရှိအောင်စွမ်းဆောင်ထားပြီးဒါကအသင်းသမိုင်းမှာဆုံးဝဲမရှိချိန်ကြာဆုံးစံတင်ပြည့်နဲ့မှတ်တမ်းဝင်သွားပါတယ်ကလာပင်ဆိုရင်6လနီးပါးရှိသွားခဲ့ဖြစ်ပြီးသူတို့ဒီနောက်ဆုံးရှုံးခဲ့တာအေပယ်လာတုန်းကနျူကာဆယ်အသင်းကိုရှုံးပေးခဲ့ရတာလည်းဖြစ်ပါတယ်။ဥရောပထိပ်တန်းလိ၅ခုမှာရှုံးဝဲမရှိပွဲအများဆုံးစံချိန်ကိုလက်ရှိမှာအများဆုံးပိုင်ဆိုင်တဲ့အသင်းကခရစ်စပယ်လစ်အသင်းဖြစ်ပြီး ဒုတိယနေရာကဘိုင်မနစ်အသင်းကတော့၉ဘဲသာရှိထားခဲ့တာပါခရစ်စပယ်လစ်တို့ရဲ့ကော့ကင်းလုံးပြနေမှုကြီးကတကယ်ကိုအားအသင်းစရာကောင်းနေပြီးတော့ကုလပုံစံကောင်းတွေပြသပြီးတော့ရလကောင်းတွေပိုင်းဆိုင်နေခဲ့ကြတာကနေပြဖြစ်သူဂလက်စတာအကြောင်းပဲဖြစ်ပါတယ်ဒါကြောင့်လဲမိုင်အသင်းက Glaston ကိုမျက်စိကျနေပြီးတော့ Glaston ကိုရန်လဲမိုင်ဒီပြယာရုကိုမျက်စိကျနေလို့သတင်းတွေထွက်ပေါ်နေပါတယ်ဒါပဲလဲကန်နာကန်ဝေဟောင်းကြီးပေါ်မဆိုင်ကတော့ Glaston အနေနဲ့မိုင်ယူနီးပြယာရုကိုမယူသေးဘူးလို့ဖွင့်ရထားပါတယ်ပေါ်မဆိုင်က ။ Oliver Glaster ကနီးပြကောင်းတယောက်ပါ။သူ Bailey's မှာလုံးပြခဲ့တာရတကယ်ကိုချီးကျူးစရာပါပဲ။နောက်တန်းသွားကစားပုံနဲ့အဆင်ပြေပြေကစားပြနေပါလိမ့်။ဒါပေမဲ့သူ Manchester United မှာအောင်မြင်မှုမလွယ်ပါဘူး။သူကနောက်တန်းသုံးအောင်ကစားပုံကစားနိုင်ပြီမဲ့လက်ရှိ United ကစားမတွေရဲ့မှာဒီလိုကစားပုံကျွမ်းကျင်နေတယ်ဆိုတာနည်းနည်းပဲရှိပါတယ်။ Glaser နီးပြကောင်းတယောက်ဖြစ်တာကြောင့် United မှာလိုက်လုံးကြီးတွေဖြစ်အောင်လုပ်နိုင်မှာပါ။ဒါပေမဲ့သူ Palace နဲ့ဆွမ်းဆောင်ပြသလိုမျိုးလုံးပြနိုင်လိမ့်မယ်လို့ကျွန်တော်တော့မထင်ပါဘူး။သူတွင်ဘောလုံးရာသီအလဲလောင်းမျိုးမှာပေါ့။တကယ်လို့သူမှန်ယူသိသိပြောင်းရွှေ့ချင်နေဆိုရင်တော့မှဘောလုံးရာသီကုန်တဲ့အထိစောင့်ပြီးတော့မှစဉ်းစားသင့်တယ်လို့ကျွန်တော်ထင်ပါတယ်ဆိုပြီးတော့ပြောသွားခဲ့တာဖြစ်ပါတယ်။